Okay, welcome back. You have the final. Usman versus Pakli Patu. Sayao. Atman shut BCN Andrew Patrosky. Atman shut BCN ga alala shi de Derek Bruson ကိုရှုံးပြီးတဲ့ကလုံးဝထိုးကျသွားပြီးတော့အခုတော့ရှုံးတလဲနိုင်တလဲနဲ့ရုန်းကန်နေရတဲ့ဘွားကိုရောက်သွားတယ်။ Striking skill မြင့်ပြီးတော့ PG ပြီးလဲအပြည့်ရှိတဲ့ fighter ဖြစ်ပေမဲ့တက်လုံးနဲ့တိတ်တောင်း defense ဘိုင်းမှာအရန်အားနေနေတာကြောင့်သူကရှိတဲ့တဲ့နေရာမှာရှိမနေဘူး။ MMA ဆိုတာကလည်းနှက်ကြီးတယ်ဗျာ။ငါးပိုင်းလေးကြီးရရင်တပိုင်းလောက်ရော့နေရင်တော့မအဲ့တပိုင်းနဲ့ပဲနေရာတနေရာမရတတ်တာမျိုး။ Andrey Petrovsky ကခုနှစ်ပိုင်းနဲ့မှာပွဲပုံမှန်ရနေပြီးတော့နောက်ဆုံး၃ပွဲဆက်တိုက်နိုင်ထားပေမဲ့ decision fighter ပါ။ နှစ်ယောက်ကိုနိုင်ရှင်ကြည့်ရရင်အခုနှစ်ပိုင်းမှာအက်ဒမန်ရှုံးခဲ့တဲ့ဖိုင်တာတွေအများစုက ground အသားပေးကစားသမားတွေပါ ground သမားနဲ့တွေ့ရင်သူကကလင်နာကြောင့်ကိုရှုံးတာပဲပထိုစကီက ground ကြမ်းကြေပြီးသားဖြစ်တဲ့အပြင် striking နဲ့တိတ်တောင်းမျှအောင်စော့တက်ပေမဲ့ striking ဘက်မှာလည်းသူကပြန်လေးပြန်တယ်ဆိုတော့တယောက်ကဒီနေရာမှာအားတိုင်ရင်တယောက်ကဒီနေရာမှာပြန်အားနည်းနေပြန်တယ်။တုံသက်တွေအနေနဲ့အက်ဒမန်ကိုနည်းနည်းလေးအသာပေးထားပေမဲ့ပထမအချိန်မှာပွဲမဖြစ်နိုင်ရင်ပက်ထရိုစကီကနောက်ပိုင်းမှာထူလိုက်ထောင်းလိုက်၊ကင်ပေါင်းလိုက်၊ထိုးလိုက်၊ကျိလိုက်နဲ့ ground and ball ပိုင်းကိုဆွဲခေါ်ပြီးတော့ လုံသမျှကိုခံရမယ့်အနေအထားမှာရှိပါတယ်ဒုတိယကောင်ပဲ Rose နာမည် Yunus နဲ့ Miranda Maverick Rose ကလူတိုင်းသိပြီးသားပါနန်းကြပြေမှာပေါ့သူလည်း30နာကတ်လာတော့အလဲထုံနိုင်စွမ်းနေကြပြီးတော့အမှန်ဆုံးဖြတ်တွေ့ကြည့်ပဲရောက်နေတယ်နောက်ဆုံး6ပွဲလုံး decision တိရောက်တယ်ခြေထွက်လက်ထွက်တွေမှာ PJ ပြီးလက်တွေမပါတော့ဘူး Miranda ကပြိတ်သက်တွေအတွက်ဆိုရင်နည်းနည်းလေးသိမ့်မယ် ီဆော်ကအသက်16ထဲကအเจ้าမှာနဖန်းစောတယ်ဆော် ground mine ကောင်းတယ် striking ဘက်မှာတော့ rose ကိုမမီဘူးဒါပေမဲ့အလဲထုတ်ခံရမယ်ဆိုရင်လေရှောင်ထွက်တက်ပြန်တယ်အလဲထုတ်ဖို့လည်းမလွယ်ပြန်ဘူးအရင်တုန်းကအမတ်မယူတက်ပေမဲ့ခုနောက်ပိုင်းနေမှာအမတ်ယူလာတက်တယ်ဆိုလိုချင်တာပါနက်လာတယ်ပေါ့မရန်ဒါသာပါနက်မယ်ဆိုရင်ရိုးစ်ကိုအယောင်ပြားလောက်ပဲရှင်ထိုးပြီးတော့ဝင်လုံးမယ်လို့ထင်တယ်ကျွန်တော်ဆိုလည်းဒီလိုပဲလုပ်မှာပဲဒီလိုမလုပ်ဘူးဆိုတော့မာယူရဲ့ဆန်ရာကြမယ်ခြေဆွဲလို့ရရင်ရိုးစ်မလွယ်ဘူး submission တော့လကောင်း ground and ပေါ်မှာတော့လကောင်းထူထောင်းခံရနိုင်ခြင်းမြင်တယ် ။ over all မှာတော့ rose ကိုအသာပေးထားပေမဲ့ကျွန်တော်ရဲ့စိတ်ထဲမှာကတော့ miranda ကိုနည်းနည်းလေးပို့ပြီးတော့နိုင်နိုင်ချင်းမြင်တယ်လို့မြင်တယ်။မိမပွဲမို့လို့ပွဲပြန့်နိုင်ချင်းလည်းနေတယ်။အမှန်ဆုံးပြတ်ကိုရောက်ပါလိမ့်မယ်။ကဲလာပြီ။ဆရာကြီးတွေပွဲ။ usman နဲ့အကလေး usman ကိုလည်းအားလုံးသိပြီသားပါ။ဘာကလေးကိုလည်းသိကြမှာပါ။မသိရင်တော့မှဒီဗီဒီယိုတော့မြင်ဖို့ကြပါလိမ့်မယ်။နောက်ဆုံးပွဲမှာကိုဘီကွန်မန်တန်ကိုလည်းကွဲပြဲအောင်လုပ်နိုင်ခဲ့တယ်။အုစမန်ကြီးကကြာနေပါပြီ။ဂျိုဆစ်အဲဒိုလိုပါပဲ။အချိန်မှာတော့ရွှေထီးဆောင်ခဲ့ပေမဲ့အခုကတော့နန်းကြသွားပါပြီ။ ဒါပေမဲ့စိတ်တော်ရှိသေးပါတယ်။ရွှေတီးဆောင်ခဲ့တဲ့အချိန်နှုန်းကနပန်လဲကောင်းတယ်လို့ဘောင်းစင်စကေးကလည်းရှယ်ပါ။35နောက်ပိုင်းမှာနဘန်မိုင်းအဲ့လောက်မရတော့ဘူးဒီဘွဲမှာလည်းဘာကလီကိုဝင်လုံးရင်တောင်မှ3-4ချိန်ထပ်ပို့ပြီးတော့ခြေဆွဲနိုင်မှာမဟုတ်ဘူးဘာကလီကိုတိုင်းကလည်းနဘန်ဘက်ဂရောင်းရှိလို့ဝင်လုံးချင်းရင်တောင်မှလုံးနိုင်မှုခက်ခဲလိမ့်မယ်အဲ့တော့ striking mind man ရှင်လိမ့်မယ်လို့ထင်တယ်ဒီဘွဲဒီနဘန်သမား2ယောက်တွေ့ရဲ striking ရှင်ရလိမ့်မယ်ဘာကလီကတက်လို့နောက်ဆုံး6ဘွဲလုံးနိုင်ထားလို့စိတ်သက်ကအမြင့်ဆုံးမှာရှိနေမယ် အားနည်းချက်ကသူကထိရင်ပြတယ်အရင်တုန်းကအူစမန်ဝင်တက်တဲ့ပုံစံမျိုးနဲ့ဝင်နိုင်မယ်ဆိုရင်ဘာကလေးမှောက်တယ်အေသန်ဖိုင်တာဖြစ်ပြီးတော့အကွာဝေးတစ်ခုကပဲအမြဲတမ်းထိန်းစော်တယ်ပိုင်မယ်ထင်မှဝင်တယ်ထိမအောင်နည်းလေးကြောက်တတ်တယ်ဖဲ့ဖဲ့ပြီးစားတတ်တယ်ဒါကဘာကလေးရဲ့ character အကုန်ခြုံပြီးပြန်ပြောရရင်ဆရာကြီးဥစမန်ကပွဲဝေးနေတာမို့လို့ပထမအချီလောက်မှသာဘာကလီကိုအလဲမထိုးထားနိုင်ဘူးဆိုရင်နောက်ချီတွေမှာရောအမှန်ဆုံးဖြတ်မှာဆိုရင်ရောဘာကလီကစားသွားနိုင်ချေမြင့်နေပါတယ်ပြီးတော့ဒီပွဲကအမှန်ဆုံးဖြတ်ကိုလည်းရောက်နိုင်ချေမြင့်ပါတယ်ဟုတ်ကဲ့မနက်ဖြန်မနက်မှာထိုးမှာ UFC Fight Night ရဲ့ခေါင်းပွဲ6ပွဲလုံးကိုကျွန်တော်ရဲ့ထင်မြင်ယူဆချက်တုံသက်ချက်လေးကိုအချင်းချင်းလေးပြောပြတာလုံလောက်ပြီလို့ထင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ညောတာပါမနက်ဖြန်ကြရင် Telegram မှာပြန်တွေ့ရအောင် channel msn ပါ တရာ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ